ရင်းနှချောင်းပြူပေကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ရင်းနှချောင်းပြူပေရဲ့ပင်တိုင်းသားအန်မင်းသွမ်းဝေအောင်ရင်းနှချောင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရင်းနှချောင်းမျိုးရဲ့သမိုင်းဝင်အန်ကိုဘာအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအန်ကိုထွေဖြိုးဝေထိန်လိုလင်းရင်းနသာစီးဖြာတွဲတွဲဆင်းလို့ဆိုတဲ့အတိုင်းရင်းနှချောင်းမျိုးရဲ့အန်ကိုဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ရင်းနှောင်းမြို့ရဲ့အန်ကိုဘားကတော့ကြောင်းမစင်းကြာကြီးတောင်တောင်ခမောက်လင့်တပင်နှကြီးတောင်ကြောင်းမိချောင်းကျွန်းဖို့ပင်နဲ့အေးလေးလုံးတို့ပဲဖြစ်ပါတယ်ပရမသုံးတင်ဆက်ပေးခြင်းတာကတော့ကြောင်းမစင်းဖြစ်ပါတယ်တွင်ကုန်းကနေအနောက်မြောက်ဘက်တမိုင်ခန့်အကွာမှာရှိတဲ့ကြောက်တုံးကြီးဟာဆင်မရင်သားရဲ့တံတန်းနဲ့တူရာကြောင့်ကြောင်းမစင်းလို့ခေါ်ဝေါ်သမုတ်ထားခြင်းဖြစ်ပါတယ် အခုခါမှာတော့နှစ်ကာလရွေလျောလာတဲ့အတွက်ကြောင့်ရော လူတချို့ဖြက်စီးတဲ့အတွက်ကြောင့်ရောအနှဲငယ်ပဲတူပါတော့တယ်ခင်ဗျာနံပါတ်1အနေနဲ့ကြောင်းမိချောင်းရင်းကြောင်းမြို့ရဲ့အနောက်ဖက် AR မြေအတွင်းမှာရှိတဲ့ကြောင်းမိချောင်းတရံဖြစ်နေတဲ့ကြောက်တောင်ကြောက်တန်းကြီးကိုခေါ်ဆိုခြင်းဖြစ်ပါတယ်ရည်ရည်ကြကြင်ဆလီကုန်းနဲ့တဲ့တဲ့မှာမိချောင်းနဲ့ဆင်တူတဲ့ကြောက်ဆောင်ကြောက်တန်းတွေပေါ်လေးရှိပါတယ်ခင်ဗျာနံပါတ်3ခက်ကြီးတောင်ခေါ်နကြီးတောင် ခကြီငှက်တွေဥမင်လိုင်ကောင်ဖောက်လုံနေထိုင်ရာတောင်ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ခကြီငှက်များဟာထူခြားချက်တရက်မှာစုံငံများကဲ့သို့ဝါကျွတ်သောအခါမှာတွေ့ရှိနိုင်ပါတယ်။ခကြီတောင်ခေါ်နေကြီးတောင်တရှိရာနဲ့ပတ်သက်ပြီးရင်းနှောင်းမြို့မြောက်ဖက်ထိန်ချောင်းကြီးရွာနဲ့ညောင်မင်းသာကြီးရွာကြားမှာရှိတဲ့တောင်ကဘာဖြစ်တယ်လို့ရှေးလူကြီးသူမတွေရဲ့အဆိုရှိခဲ့ပါတယ်။ခတိယပကာသနီကျမ်းအလိုရမှာမဟုတ်ဘူး။စနေနံဖျားတရှိရာတောင်ကိုလည်း ခကြီတောင်လို့ခေါ်ခဲ့ကြောင်းသိရှိရပါတယ်။နံပါတ်၄ရွှေကျုပ်ပင်ကျုပ်ဖို့ပင်လို့ခေါ်ပါတယ်။ရောင်မင်သာကြီးရွာနီတောင်ကုန်းထိပ်ပေါ်မှာသိရှိတယ်လို့သိရပါတယ်။ထူးခြားချက်ကတော့အပင်ရဲ့အမြင့်ဟာလူတွေရဲ့လက်ခုပ်တစ်ဖောင်ခန့်ပဲရှိပေမဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြေအနှိမ့်အမြင့်အရက်လေးမျက်နှာကနေကြည့်ရင်တော့မြင့်ချင်းနှိမ်ချင်းမရှိပဲမူလအရက်အတိုင်းပဲရှိတာကိုတွေ့ရပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ရွှေကျိုးပင်လို့ခေါ်တဲ့ကျွန်းဖို့ပင်တို့ဟာပင်လယ်ရင်မျက်နှာပြင်ထက်ကုန်းပေါ်ရင်းမှာသာပေါက်ရောက်တဲ့အပင်မျိုးမို့ရေရှိရာဒီဒေသမှာတပင်နဲ့ထူးခြားစွာပေါက်ရောက်နေခြင်းမှာလဲထူးခြားအံ့ဩဖွယ်ရာဖြစ်ပါတယ်။နံပါတ်5လင့်တပင်စနေနံတီရှိရာအာဝလူဂီရီ တောင်ကြီးမှာရှိတယ်လို့သိရပါတယ်။လင်းလုံးပင်နဲ့ဆင်တူပြီးတော့မြင်တိုက်တဲ့ပုံကိုယ်တွေသာမြင်တွေ့ရတယ်လို့လည်းသိရပါတယ်။ ဦးခင်မောင်ကြီးရဲ့မြမရေနံတမိုင်းစာအုပ်မှာတော့လင့်တပင်ဆိုတာအလောင်းစီသူမင်းကြီးကသူ့ရဲ့မိဖုရားတွေကိုစောင့်လင့်တဲ့ဌာနတရားလို့ဖော်ပြထားပါတယ်။နံပါတ်6မင်းလင့်တောင်းရှေးရခင်ကရောက်သွားများတွေ့ရှိရခြင်းကြောင့်ရောက်သွားတောင်းလို့လည်းခေါ်ပါတယ်။အလောင်းစီသူမင်းလက်ထက်ကနေစတင်ပြီးတော့မင်းလင့်တောင်းလို့ခေါ်ဆိုသမုတ်ခဲ့ပါတယ်။နံပါတ်9အေလေးလုံး ရှေးအိုးကြီးလေးလုံးတိုက်တီနေရာကိုအစွဲပြုတ်ပြီးတော့တမုတ်ခဲခြင်းဖြစ်ပါတယ်။ဥษาတောင်ကြီးမလေးဘော်တို့စောင့်ကြတဲ့တိုက်တီရှိရာဖြစ်တယ်လို့လည်းတက်ကြီးစကားမှတ်သားခဲ့ရဘူးပါတယ်ခင်ဗျာ။နံပါတ်၈ပြာကြီးတောင်တောင်တချမ်းကိုပြာကြီးများဆွဲလျက်တွေ့ရတတ်သောတောင်ဖြစ်ပြီးမြေကိုင်းလူမျိုးတွင်းရုပ်တွင်းသားတွေရှေးဦးတွေ့ရှိခဲ့ရာတောင်လည်းဖြစ်ပါတယ်။ရှေးလူကြီးတွေကဒီတောင်ကိုနမိတ်တောင်လို့လည်းမှတ်ယူကြပါတယ်။မင်းပြောင်မင်းလွဲဖြစ်မယ်ဆိုလို့ရှိရင်ဗဒုံးခန့်ပမာဏရှိတဲ့ပြားတွေဟာ တောင်မှာဆွဲကြံပြီးအိမ်ဖွဲကြတယ်လို့ဆိုစမှတ်ပြုကြပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်6ကတော့တောင်ခမောက်ပဲဖြစ်ပါတယ်။ခမောက်ဆောင်းထားတဲ့လူရဲ့ဥကောင်းတရံနဲ့တူသောကြောင့်တောင်ခမောက်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အခု36မှာနေပြီးတော့ရင်းနှီးချောင်းမြို့ဆောင်လမ်းဘက်ကိုသွားတဲ့လမ်းပေါ်မှာတည်ရှိပါတယ်။အန်ကိုဘားရင်ပါဝင်တဲ့နေရာကြီး၄နေရာကနေရေနံထွက်တဲ့နေရာတွေကတော့အရှိအယက်မှာတောင်ခမောက် အနောက်ဘက်မှာတော့ပြာကြီးတောင်ဖြစ်ပြီးတော့တောင်ဘက်မှာရောက်သွားတောင်လို့ခေါ်တဲ့မင်းလင့်တောင်ရောက်ဘက်မှာတော့ကျောင်းမစင်တို့ပဲဖြစ်ကြပါရခင်ဗျာဟုတ်ကဲ့ဗီဒီယိုလေးကိုအခုလိုအစားဆုံးကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်လို့တိုက်တွန်းလိုက်ပါရခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေမှာကြော်ညာထည့်သွင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page ချက်ပေါက်မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်